အားလုံးပဲမင်္ဂလာပါရှင်။တင်ကုတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့သမိုင်းသူသေးသည်ဆရာတန်နိုင်တို့ရေးသားတဲ့ပကံရွှေပြည်မှသူရဲကောင်းများအကြောင်းစာအုပ်ထဲကငလုံးလဖယ်ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ငလုံးလဖယ်ငထွေယူသည်မင်းချင်းများ ထန်းတော်မှပြန်လဲထွက်ခွာသွားပြီးနောက် မြင်းစည်းပုတ်ကိုတအူးပေးအပ်ခဲ့သည်နဝရလက်စုကလေးကိုငေးမောကြည့်ရှုနေမိသည်ဤနဝရလက်စုကအဖိုးအနှက်ကထိုက်တန်ပေးလိမ့်မည်မိမိကဲ့သို့သောထန်းတက်သမားတအူးနှင့်လားလားမြမထိုင်မင်းချင်းတအူးသည်မိမိအားအဘယ်သို့သောရည်ရွယ်ချက်ဖြင့်ဤနဝရလက်စုကိုပေးအပ်ခြင်းပါနီမိမိကိုယ်တိုင်အပြေရှား၍မရ ဖြစ်နိုင်စရာဟူ၍သူတို့အားမိမိကအဲ့ဝုကြေပြွန်စွာဧကံခဲ့သည့်အကြောင်းသာရှိသည်ယခင်စုကတိဘရင် လက်ထက်ကလေးကလည်းမိမိအနေဖြင့်မိမှုတန်းမြင့်တယ်တော်များအပေါ်ဤကဲ့သို့ပင်အဲ့ဝုကြေပြွန်စွာဧကံခဲ့သည်သာဖြစ်ပါသည်ငထွေယူသည်ထန်းခောက်ပါအတွင်း၌နဝရလက်စုကိုတယိုတသိသိမ့်ဆဲလိုက်ခါထုံးစံအတိုင်းထန်းပင်မြင့်ပေါ်သို့တက်သွားလိုက်သည် နေမြင့်လာပြီဖြစ်တော့လေတပီးဖြစ်သူကရောက်မလာသေးငထွေယူသည်သူဤတပီးအားဆောင်းဆိုင်နေ၍မဖြစ်ထန်းတန်အလောက်ကအချိန်မှန်ဖို့လိုသလိုလုံလဝရိယရှိဖို့လည်းလိုသည်ခဏို့များကိုနက်နက်နေထန်းတပြားမရောက်မီအပီးလီးပြန်နိုင်မှထန်းရီကောင်းကောင်းရသည်တို့မဟုတ်ပါကထန်းရီအရသာပြောင်းလဲသွားနိုင်သည်အထူးသဖြင့်အချင်းတက်အနေငယ်ပောက်သွားနိုင်ပေသည် ငထွေယူသည်ယခုကဲ့သို့နေတတူဝထမ်းပင်တရင်ဖြစ်ပင်တလတာအချိန်ကုန်သွားသည်မင်းချင်းတို့ထမ်းထုံးမှထွက်ခွာသွားကြပြီးနောက်တလတိတိပြေသောနေ၌နေပြည်တော်မှစာချုံတော်ရောက်ရှိလာသည်ယခင်လာရောက်ခဲ့ဘူးသည် မြင်းစည်းပုဂ္ဂိုလ်များထဲမှတဦးကထမ်းထဲသို့လာရောက်ပို့ပေးခြင်းဖြစ်ပါသည် စာချုံတော်တွင်ဘရင်အနော်ယထာမင်းမြတ်အမိန်တော်အရာငထွေယူအားနေပြည်တော်သို့လာရောက်အမှုတော်ထမ်းရန်ဆင့်ခေါ်ထားလေသည် ငထွေယူသည်နားမလည်ဟန်ဖြင့်စာချုံတော်လာဖို့သူမင်းစည်းပုပ်ကိုအားအကျိုးအကြောင်းမေးမြန်းရှောက်ထားကြည့်သည်ဒီတော့သူပုံမအံ့ဩရပြန်သည်လွန်ခဲ့သည့်လကသူဤထန်းတဲ့တွင်တညတာလာရောက်တဲ့ကိုသွားကြသူများတဲ့၌အနော်ယထာမင်းမြတ်ကိုတိုင်ပါဝင်ခဲ့သည်အသက်40အရွယ်ခန့်နှခမ်းမွေးဆဆနှင့်ငထွေယူတံမှထန်းလက်စင်ယုတ်ကလေးတောင်းယူသွားသူပုဂ္ဂိုလ်မှအနော်ယထာမင်းမြတ်ပင်ဖြစ်သည် ငထွေယူဤကဲသို့ကြာသည်ရာတော့ကြောချမ်းသွားမိသည်ဘယင်မင်းမြတ်သည်အဖဲ့ကြောင့်သူဤထန်းတဲ့အတွင်သို့ရောက်ရှိလာခဲ့ပါသည်ထိုနောက်မြင်းစည်းပုတ်ကိုမင်းမူဒန်ကဆက်လက်ရှင်းပြသည်။နဝရလက်စုတ်ကို ပေးအပ်စေသည်မှလည်းအနောယထာမင်းမြတ်ပင်ဖြစ်လေသည်။ ငါထွေယူအနေဖြင့်အနောရထာမင်းမြတ်ကဲ့သို့သောရေမြင့်တင်းပြည့်ရှင်မင်းသည်မိမိဤထန်းတော်တဲ့သို့မိသည့်အခါမြရောက်ရှိလိမ့်မည်မဟုတ်ဟုထင်မြင်ခဲ့မိသည်ယခုမူသူဤအထင်ကားတတ်တတ်စင်မှား၍နေပေပြီငါထွေယူအနေဖြင့်ယုံကြည်ရန်ခဲရင်လှတော်လဲနဝရလက်စုကတတ်သေးခံနေပေသည် မြင်းစည်းပုပ်ကိုဤအစိုးအရာအနော်ယထာမင်းမြတ်သည်ရိုးသားပွင်လင်း၍အဲ့ဝုကြေပြုံတတ်သူထမ်းပင်တရား၌လုံစွာကျွမ်းကျင်စွာငထွေယူအပေါ်အထုနှစ်ချိုက်သဘောကြသွားကယခုကဲ့သို့နေပြည်တော်သို့ဆင့်ခေါ်ခြင်းဖြစ်သည်ငထွေယူကမိသည့်နေ့ရက်တွင် ပကံလီပြီတော်၌စတင်အမှုထမ်းရွက်ရမည်ဖြစ်ကြောင်း မြင်းစည်းပုတ်ကိုအာမေးမြန်းကြည့်သောအခါအမြန်ဆုံးလာရောက်အမှုတော်ထမ်းရွက်ရမည်ဖြစ်ကြောင်းဘယင်မင်းမြတ်ကအမိန့်တော်ချမှတ်လိုက်သည်ငထွေယူသည်မိမိငယ်စဉ်ကပင် နေထိုင်ခဲ့သောဤထံတော်ကြီးအားစွန့်ခွာမသွားလိုပေထံတော်တွင်နေ့စဉ်ထမ်းတက်အလုပ်လုပ်ရသည်ကိုဝမ်းမြောက်ဂုဏ်ယူနေမိသူဖြစ်သည် သူသည်ထန်းထဲသို့လာသူများအားထန်းရည်ဖြင့်ဧကန်တက်သည်လို့ညဘက်တွင်လည်းထညာချက်လုပ်ပြီးပကံနေပြီးတော့သူ့ပို့ပေးနေသူဖြစ်သည် သူမရှိပါကမိသူသည်ဤလုပ်ငန်းတာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်ပါအန်နီသို့တော့မင်းမိန်ဟူသည်ငင်းဆန်ရကောင်းသော အရာမဟုတ် မကြာမီထန်းထဲစီသို့ငထွေယူဤတပြီးရောက်ရှိလာသည်ငထွေယူက တပည့်ဖြစ်သူအားမင်းချင်းရှိ၌ပင် အကျိုးအကြောင်းပြောပြလိုက်သည်တပည့်ဖြစ်သူက သူနှင့်နှင့်အတော်ကြာအတူတွဲဖက်အလုပ်လုပ်ခဲ့သူဖြစ်လေရာမထွေယူအားထန်းတော်ကြီးနှင့်ထန်းချက်လုပ်ငန်းကိုစွန့်ခွာ၍နေပြည်တော်သို့လိုက်မသွားစေလိုပေ။သို့သောမိမိန်အာနာကို မလွန်ဆန်းနိုင်သည့်အလျောက်နောက်တနေ့၌ပင်ငထွေယူသည် ပကံမင်းနေပြည်တော်သို့လိုက်ပါသွားရလေတော်သည်။ထိုနေ့နနက်ကငထွေယူသည် တပည့်ဖြစ်သူအားလုပ်ငန်းဆောင်သားများကိုတာဝန်လေးဟင်းမှုမရှိစေရန်မှာကြသည်ထို့နောက် သူတဲသူလာသည်များဧည့်သည်များကိုလည်းဧည့်ဝကြေပြွန်စွာဧည့်ခံရန်ကိုလည်းမှာကြခဲ့သည်ငထွေယူမင်းနေပြည်တော်သို့ရောက်တော့ကျန်စစ်သား၏အိမ်ဆန်တော်၌အတူတကွနေထိုင်ရသည်ကျန်စစ်သားကသူ့ကို ဒါခုံလှန်ထိုးကအစယောက်ျားတို့တက်အပ်သောအတက်ပညာဟုသမ ्या ကိုတေချာကြနာစွာတင် जा ပေသည်ငကူမူလာကပင်ထန်းတက်ကျွမ်းကျင်သူဖြစ်လေရာငထွေယူအဖို့လအနှဲငယ်အတွင်းတိုင်းပညာအစွမ်းကျုံးပါပညာအစွမ်းနှင့် မြင်းစီအတက်တို့ကို သူမတူအောင်ကျွမ်းကျင်တက်မြောက်လေသည် အနောယထာမင်းမြန်မာလည်းငထွေယူဤဖြက်လက်သွက်လက်သောခံအမှုရာတို့ကိုကြည်၍ကျေနပ်နှစ်သိမ့်နေမိသည် မကြမီမင်းမြတ်အနော်ရထားအနီးဝင်းကျင်ဒေသများတို့ငင်းစည်းထွက်ခွာရာတွင်ကြာစစ်သားနှင့်အတူငထွေယူလဲလိုက်ပါရလေသည်မင်းမြတ်အနော်ရထားသည်တကြိမ်တွင်ပုပ်ပားအရက်တို့ထွက်ခွာလေသည် ထုံးစံအတိုင်းငင်းစည်းအမူဒန်းများလိုက်ပါကြရလေရာကြာစစ်သားနှင့်ငထွေယူတို့လည်းပါဝင်ကြသည် ပုတ်ပါသည်ပကံမင်းနေပြီးတော့မှဆိုလျင်16မိုင်းမြသာကွာဝေးရာများစွာအလန်းကွာလာသည် မဟုတ်ပါဘယင်မင်းမြတ်နေမြင်းစည်းအမှုတန်းများသည်နတ်နတ်အာယုံတက်တွင် ပကံနေပြီးတော့မှထွက်ခွာခဲ့ကြသည်ဒီတကြိမ်တွင်တော့မြင်းစည်းအမှုတန်း၅ဦးမြသာလိုက်ပါလေသည် ပကံနေပြီးတော့မှထွက်ခွာသည်နှင့်တောင်ကုန်းတောင်တန်းကလေးများကို ဖြတ်တန်းသွားကြရသည်လမ်းမှာများစွာကျဲလာသည်မဟုတ်တော့လဲမြင်းစီမင်းချင်းတို့အတွက်မူအစဉ်ပြေ၍ခྱི་တွင်လာပေသည် လမ်းခရီးတွင်ခရီးသွားအချို့ကို မကြာခဏဆိုတကယ်တို့တွေ့ရှိရတတ်သည်ခရီးသွားများမှာပုတ်ပန်းမှပကံတို့သွားရောက်ဖျားပူကြသူများပုတ်ပန်းမှဆေးဘက်ဝင်နှွဲမြက်တပင်းများရှာဖွေကပြန်လာကြသူများစသဖြင့်ဖြစ်ကြလေသည် သူတို့အားလုံးသည် မြင်းစည်းမင်းချင်းတို့ကိုတွေ့ရှိသောအခါလမ်းဘေးသို့ဆင်းကဥခိုင်အယူအသည်ပြုကြသည် ပကံနေပြီးတော့မှအထွတ်ခရီးဆယ်တိုင်းခိုင်းအရောက်တွင်အရေးကောင်းသောညောင်ဝင်ကြီးတပင်အောင်၌ခိတ္တစခန်းချနာခိုကြသည်ဘယင်မင်းမြတ်သည်ကြံစစ်သားငထွေယူးနှင့်ကြံမင်းချင်းနှစ်ဦးတို့နီးတူငပြောဘက်ဖြစ်ထုတ်ထားသောစားမြိန်ထုတ်ကိုသာစားတောက်လေသည်ဘယင်မင်းမြတ်အဖို့ဤသို့ တာမန်အယက်သားအသွင်ဖြင့်ခရီးလှည့်လည်ရခြင်းကို အလုံးနှစ်ချိုက်သဘောကျနေပုံရသည်ယခုအခါကြံစစ်သားသည်ဘယင်မင်းမြက်နှင့်အလုံးရင်းနှီးကျွမ်းဝင်လျက်ရှိနေပြီဖြစ်ပြီး အနောယထာမင်းမြက်ကိုတိုင်းကလည်းအာကူအာထာပြုရသူမင်းမူရန်တူဖြစ်နေလေပြီတတောင်တနာနားခိုကြပြီးနောက်ခရီးဆက်ကြပြန်ရာလမ်းခူးလေရွာငယ်ထိတ်တနေရာတွင် လူရဲတူးကိုရွာသူရွာသားများကဝိုင်းဝန်းဆိုင်နဲ့နေကြသည်ကိုတွေ့ရသည်။လူရဲသည် သူ့ကိုရံမူနေသူများအားကိုဆွမ်းရှိသလောက်ခုခံနေသည်။သူ့တွင်ချွေးတံများဖြင့်ရွှဲရွှဲဆိုနေယုံများမကနှစ်ဖူးတွင်လည်းသွေးများယိုစီးလျက်ရှိသည်။အနောယထာမင်းမြတ်သည်ဤမြင်ကွင်းအားတွေ့ရှိရသောအခါအလုံးအံ့အားတင်ကတုန်လှုပ်ကြောက်ရွံ့သွားသည်။လူအုပ်ကြီးမှာမြင်းစည်းမင်းချင်းများကိုမြင်သည်နှင့်ရက်တန်သွားကြသည် ထို့နောက်မင်းချင်းတို့အားလက်အုပ်ချီအယိုအသေးပြုလိုက်သည်ကျက်စစ်သားကအားလုံးကိုမောင်းထုတ်လိုက်ပေးရာလူအုပ်ကြီးမှကြောက်ရွံ့စွာဖြင့်ရွာထဲသို့ပြန်ဝင်သွားကြလေသည်ထို့နောက်ကျက်စစ်သားသည်မင်းထမဆင်းကလူရဲစီတို့ရှောက်သွားလိုက်သည်ဘရင်မင်းမြတ်သည်လည်းကျက်စစ်သားနောက်မှကလျက်လိုက်ပါလာသည် လူရဲမှာပင်ပန်းနွမ်းနယ်လျက်ရှိသည့်အလျောက်မျက်စိမိခါတစ်ပင်ချေရင်း၌မှိန်နေလေသည် ဘရင်မင်းမြတ်ကကြံစစ်သားနှင့်မင်းစည်းမင်းချင်းတူအားရွာထဲသို့သွားရောက်ခါရွာသူကြီးကို သူ၏ရှေ့တော်မောက်သို့ခေါ်ဆောင်လာရန်မိတ်ဆိုသည်ငှထွေယူးနှင့်ကြံမင်းစည်းမင်းချင်းတူကိုမူအနီးဝန်းကျင်၌တင့်တော်သောစေးပင်စေးမြင့်များရှာဖွေယူလာရန်အမိန်ပေးလိုက်သည်ကျန်စစ်သားကမိမိတူတဲ့ရွာထဲသို့သွားရောက်မည်ဖြစ်ပြီးမင်းချင်းတူကိုဘရင်မင်းမြတ်အပါတော်တွင် အဆောင်အအနေထားရင်မည်ဖြစ်ကြောင်းလျှောက်ထားပြောဆိုသောအခါ ဘရင်မင်းမြတ်ကလက်မခံပေတို့ဖြင့်ရွာတဲ့သူမြင်းကိုတုံးဆိုင်စည်းကထွက်ခွာသွားလေတော့သည်မထွေယူးနှင့်မြင်းစည်းမင်းချင်းတဦးမှလည်းဆေးပင်ဆေးမြေရှာဖွေရန်ထွက်ခွာသွားသည်ယခုအခါလူရွယ်ဤအနီးတွင်ဘရင်မင်းမြတ်သာကြံရှိလေတော့သည်ဘရင်မင်းမြတ်ကလူရွယ်အနီး၌ထိုင်ချလိုက်ခါနှစ်ဖူးမှသွေးထွက်နေသောဒံရာကိုကြည့်သည်လူရွယ်ကဘရင်မင်းမြတ်မိမိအနာသို့ရောက်သည်နှင့် မြင်းတဲတော်အမှုဒန်းတအူးဟုထင်မှတ်ခါအယူအသေးပြုလိုက်လေသည်ဘယင်းမင်းမြတ်ကလူရွယ်အားဒံယာနှင့်မို့လဝါကပြသည်ဒံယာမှာအသွေးများယိုစီးကြနေတော့လေလူရွယ်ကတတိကောင်းသည်ဘယင်းမင်းမြတ်မေးသမျှကိုဂယုတဆိုင်ဖြေချနိုင်သည်ရွာသူရွာသားများကသူ့ကိုအဘဲကြောင့်ဝိုင်းဝန်းရိုက်ကြကြောင်းမေးမြန်းသောအခါ ူကရွာသူရွာသားများရစ်ပူဇော်ရန် သူ့နွားများကို လာရောက်ဆွဲယူသဖြင့်မယူရန်ပြောဆိုရမှ စကားများရန်ဖြစ်ကြကြောင်းပြောပြသည်မင်းမြတ်အနော်ရထားသည်ရစ်ပူဇော်သည်ဟူကြားသိရသောအခါများစွာတုန်လှုပ်အံ့ဩသွားလေသည် မိမိသည်ပြည်သူအပေါင်းတို့အားလွတ်လပ်စွာကိုးကွယ်ခွင့်ကိုပြုထားခဲ့သည်သို့သောရှင်းသို့သောကိုးကွယ်ယုံကြည်မှုများတဲ့တွင် နွားကိုရစ်ပူသောသောမိတ်စာဒိဋ္ဌိအလေးအထမျိုးမပါဝင်ပေ လူရွယ်သည်တစ်ပင်ရင်း၌ခေါင်းကိုတင်ကားမှီ၍ထိုင်နေပေရာဘရင်မင်းမြတ်ကသူ့ဤမြင်းကြောပေါ်မှရေဘူးကိုယူ၍ရေတိုက်လေသည်လူရွယ်သည်ရေကိုအပတရတောက်ပြီးသွားသည်နှင့်လန်းလန်းဆန်းဆန်းဖြစ်သွားသည်တို့ဖြင့်ဘရင်မင်းမြတ်နှင့်လူကောင်းပကတိနီးပါ စကားပြောဆိုလာနိုင်လေသည် လူတွေကသူတို့ပုပ်ပါဒေတာ၌မဟာဂီရိနတ်ကိုကိုးခွေကြပုံမိုးခေါင်သည့်အခါမိုးနတ်ကိုပါတာကြပုံရစ်ပူဇော်ကြပုံများကိုပျော့ပြားလေသည်ဘယင်မင်းမြတ်သည် လူရဲထမ်းမစကားကိုကြားရသောအခါအလုံးအမင်းအံ့ဩသွားပါသည်ထို့နောက်လူရဲကဤနေရာမှမဝေးလာတော့ မြေပြန့်လွင်ပြင်၌မကြီးပင်ကြီးတပင်ရှိပြီး၎င်းမကြီးပင်ကြီး၏အောက်တွင်တဲကလေးတစ်လုံးရှိပေရာယင်းတဲကလေးမှာသူ၏တဲဖြစ်ကြောင်းပြောပြသည်ဘရင်မင်းမြတ်ကတဲကလေးစီတို့သွားလို့တလို့ဟူမေးလျင်လူရဲကခေါင်းငိမ်ပြသည်တို့ဖြစ်၍မင်းမြတ်အနော်ရထားသည် လူရဲအားပခုံးဖြစ်ထန်းကမြင်းကြောထက်သို့တင်လိုက်လေသည်လူရဲညုံပြရာဘက်သို့ကြီးလိုက်သောအခါအမှန်ပင်မကြီးပင်ကြီးနှင့်တဲကလေးကိုမှုံပြပြမြင်နေရသည်အနောက်ရထာမင်းမြတ်သည်မြင်းကိုတဲကလေးစီသို့ဆွဲသွားရာ မြင်းပုံမှလူရဲမှလည်းဝင်းလျာမောက်လျက်အနေထားဖြင့်လိုက်ပါလာသည်မတားမီတဲကလေးအနည်းသို့ရောက်ရှိလာကတဲကလေးဝင်းကျင်တွင်စိမ့်လန်းဆိုပြလျက်ရှိသောသီးပင်စားပင်များပေါရောက်နေသည်ကို တွေ့ရှိရသည်မပြောပင်သိမ်းမောပင်ကဲ့သို့အပင်လက်များပါတကဲ့သို့ပဲပင် မုံငင်းပင်ပြောင်းပင်စားသည့်အပင်ငယ်များကိုလည်းတွေ့ရှိရသည် ိုက်ခင်းစီတို့အဝေးတနေရာမှာမြောင်ကလေးတမြောင်တူးပြီးရေသွင်းထားသည်ကိုလည်းတွေ့ရှိရသည်မြောင်ကလေးကိုဝါတဒါလေးထိုးထားလေရာတဒါတစ်ဖက်သို့ကြော်လိုက်သည်နှင့်ကြားတဲကလေးတို့ရောက်ရှိလေတော့သည် လူရွယ်သည် မြင်းထမ်းမှဆင်းပြီးတရင်တရင်ဖြင့်တဲပေါ်တို့တက်သွားသည် ထို့နောက်ကြက်ခိုးစင်ပေါ်တွင်ထားရှိသည် ပိတ်ချင်းမြေချောက်ကိုယူကာကြောပြင်ထ၌ရေထဲ၍သွေးသည် ထို့နောက်သူဤနှစ်ဖူးထမတန်ရာကိုလိမ့်ကြံလိုက်သည်ဘယင်မင်းမြတ်ကကုညီလှုပ်ဆောင်ပေးညီပြုတော်လဲသူကလက်မခံကုန်းတရားညက်ခံအကြတွင်ပင်နှစ်ဖူးမှသွေးလုံးဝတိတ်သွားသည်လူရဲသည် သွေးထားသော ပိတ်ချင်းမြစ်ကို ရေဖြစ်ဖြောကတောက်ချလိုက်ပြန်သည်တို့ဖြင့်အမှန်ပင်အံ့ဩဝယ်ကောင်းလောက်အောင်ထူးထူးထောင်းထောင်းဖြစ်သွားပြန်သည် လူရွယ်ကသူဤဘဝစကြောင်းကိုဘယင်းမင်းမြတ်အားဂျဲမတ်တူအမှန်နဲ့တရင်တနီပြောပြလေသည်သူဤအမိကငလုံးဖြစ်သည်ရထဲရွာထဲတွင် ငလုံးနှစ်ယောက်ရှိ၍သူဤဘဲဘက်လက်မှ လိမ့်ဖဲဖဲဖြစ်နေ၍တကြောင်သူကို ငလုံးလက်ဖဲဟုခေါ်ဝေါ်ကြသည်ငလုံးဤဇာတိမှာပုပ်ပါတောင်ကြီးချီရွာကလေးတရွာဖြစ်လေသည်ဘယင်းမင်းမြတ်သည် အနုရာဒရွာသားမင်းသားဘဝကဤပုပ်ပါတောင်ကျေတို့လာရောက်ခိုးလုံကလက်နက်လူသူစုဆောင်းခဲ့ရဘူးသည်ပုပ်ပါကိုခြေကုပ်ယူကနောင်တော်စုကလေးဘရင်ကိုတုံးလန်နိုင်ဖို့စူးစမ်းခဲ့ရသည်မှာငါးနှစ်နီးပါးအချိန်ကြာမြင့်ခဲ့သည်ဘရင်မင်းမြတ်ကငလုံးအားအနောယထာဟူသောအမိကိုကြားဘူးပါသလို့ဦးမင်းမြတ်သောအခါငလုံးကအနောယထာမှာပကံမင်းနေပြီးတော့မှပြည့်ရှင်မင်းမင်းဖြစ်ကြောင်း ထုံမင်းမင်းသားဘဝကပုတ်ပါသူလာရောက်ခိုးလုံခဲ့စဉ်ကငလုံးဤအကိုဖြစ်သူငဖုံးမှာထုံမင်းသားဤဘတ်တော်သားနောက်လိုက်တအူးဖြစ်ခဲ့ကြောင်းပြောပြ၏ ငလုံးသည်ရွက်သူရွာသူများမိုးခေါင်၍စပားမှအစာ ကောက်ပင်တီးနှံများစိုက်ပျိုး၍မရသဖြင့်မိုးနှက်ကို ပူဇော်ကြမည်ပြုသောအခါ အများနှင့်ဆန့်ကျင်ခဲ့သူဖြစ်လေသည်သူကတောင်ချေရှိတောင်ကြားချောင်းရီကိုရေမြောင်းငယ်တူး၍တွယ်ယူကရာကင်းကို ရေသွင်းစိုက်ပျိုး၏တီတော်တီးနှံများဖြစ်ထွန်းအောင်မြင်သည်သို့သောရွာသူရွာသားများမှမူ မိုးနှက်ကူသာအာကိုအာထာပြုနေကြသည့်အလျောက်ငလုံး၏အပြူအမူကိုမထောက်ခံကြပေငလုံးမှာထူးခြားသောစွမ်းရည်တရက်ရှိသေးသည်၎င်းမှာထုံတုံး30ကိုနွားရှင်30ဖြင့်တပြိုင်နက်ထုံရက်နိုင်ခြင်းရှိခြင်းပင်ဖြစ်သည်ဘယင်မင်းမြတ်ကပထမတော့ငလုံး၏အပြောကိုမယုံကြည်ငလုံးကဘယင်မင်းမြတ်၏လက်ကိုဆွဲကား ရာတဲ့အနောက်ဘက်သို့ခေါ်ဆောင်သွားမှ အမှန်ပင် ထုံတုံး30ကိုတစ်ခုနှင့်တစ်ခုလျှော်ကြိုးများဖြင့်ဆက်ဆက်ချီနှောင်ထားသည်ကိုတွေ့ရှိရသည် ထုံတုံးတစ်တုံးလျင်အလျားတလံခွဲများရှိပြီးထုံသွားငါးချောင်းကိုတက်ဆင်ထားလေသည်မလန်မကန်ရှိနွားတင်းကုတ်ကြီးတဲတွင်လည်းဘောက်ဝဖီဖီနွားများကိုလှမ်းမြင်နေရသည်နွားအရှင်30ရှိသည်မှာအမှန်ပင်ဘရင်မင်းမြတ်ငလုံးအပေါ်အလုံးနှစ်ထောင်အားရဖြစ်မိသွားသည် သူကဒံယာအနှဲငယ်ကြိုက်ခဲနေသေး၍တီးခံပါရန်နှင့်အကယ်၍နေထိုင်ကောင်းသွားပါကထုံရေး30ဖြင့်ယာကင်းကိုထုံပြမိဖြစ်ကြောင်းပြောဆိုသည်ဘုရင်မင်းမြတ်ကသူယုံကြည်ပြီးမှနောက်တစ်ကြိမ်တစ်ခါမှပင်ကြည်တော်မည်ဟုပြန်ပြောလိုက်သည်ရှင်တို့ပြောဆိုနေကြရင်ယာတဲ့ရွှေတို့ထွက်လာကြရာကျန်စစ်သားနေငထွေယူတို့မြင်းများဖြင့်ဝင်ရောက်လာသည်ကို တွေ့ရှိရသည် ကျန်စစ်သားနှင့်အတူမျက်နှာစိမ့်လူကြီးနှင့်အဖော်တဦးတို့လည်းမြင်းစည်းလိုက်ပါလာကြသည်ကျန်စစ်သားကရွာသူကြီးကို အချားရွာ၌တွားရောက်ခုံငင်နေရ၍၎င်းဘရင်မင်းမြတ်အားမကြီးပင်အောင်၌မတွေ့ရတော့သဖြင့်လိုက်လံရှာဖွေနေရသဖြင့်၎င်းကြံ့ကြာသွားကြောင်းတောင်းမှန်လျှောက်ထားသည်ဘရင်မင်းမြတ်ကမူကျန်စစ်သားကိုကြည်လျက်ငလုံးဆိုသူလူရဲအားသူ၏ရာခင်းများကိုငြင်းကြဲစွာဆက်လက်စိုက်ပျိုးနိုင်အောင်ကူညီစေတဲ့ကြောင်းဆိုသည် ကျွာသူကြီးသည် မြင်းစည်းစစ်သည်များကိုကြည်လျက်ကြောက်ရွံ့နေဟန်ရှိပေသည်ငလုံးကိုလည်းမိသူများအနောက်အရှံမရှိရအောင်စီမံပေးပါမည်ရံမူသူလူတစုကိုလည်းအပြည့်ရောက်ရပါစေမည်ဟုကတိပြုသည်ငလုံးက သူ၏နှွားများကိုရစ်ပူစောရန်အလို့ငါအာဓမလာရောက်ယူဆောင်သူတို့အမိကိုကျွာသူကြီးအပြောပြလိုက်လေသည်ဘရင်မင်းမြတ်ကနောက်နောက်ဤသို့မဖြစ်ရလေအောင် အလေးကယူပြုရန်နှင့်ငလုံးကဲ့သို့ရေရှိရာနေရာမှစိုက်ခင်းရှိရာသို့ရေမြောင်းတွယ်တန်းစိုက်ပျိုးနည်းစနစ်ကိုလိုက်နာလှုပ်ဆောင်ကြရန်အမိန့်တော်ချမှတ်လိုက်လေသည်။ကျွာသူကြီးနှင့်နောက်လိုက်တဦးပြန်သွားကြတော့ငထွေယူကဘီးဆက်ရွက်ခေါ်ဆေးဘက်ဝင်အပင်တစ်မျိုးကို လူရွယ်အားပေးလိုက်သည်။ရင်းအရွက်ကိုအနာဓာတ်သို့အရေးညှစ်ချပြီးပစိုးပိုက်ဖြင့်အုပ်စီးထားတဲ့အကြောင်းဆိုသည်။ ။သို့သောငလုံးကတက်တာသွားပြီးမို့ဘီးဆက်ရွက်ကိုကြက်ခိုးစင်ထနိုင်တာတိမ့်ဆဲထားမည်ဖြစ်ကြောင်းပြန်ပြောသည်။ဘယင်မိမြကငလုံးအားထိုက်တန်သောလက်ဆောင်ပန်းနာပေးရန်အမိန့်တော်ချမှတ်လျက်ပုပ်ပားတောင်ကလပတူသွားရောက်ကြရန်ဟန်ပြင်တော်သည်။ငလုံးသည်ရာထဲကလေးအတွင်မှမြင်းတုံဆိုင်စီလျက်ထွက်ခါသွားကြသူ မြင်းတဲတော်ငါးဦးကိုငေးမောကြည့်ရင်ကြံရိတ်ခဲ့သည် ဒီနောက်မှာမြင့်တီတော်တဦးပေးအပ်ခဲ့သည့်ယွန်းအစ်ကလေးကိုအသာအယာဖွင့်ကြည့်လိုက်သည်ရင်းယွန်းအစ်ထဲတွင်တော့အယောင်တောက်ပလျက်ရှိသောပဒမြားတစ်လုံးကိုတွေ့ရှိရလေသည်ငလုံးမှာအတိုင်းအဆမရှိအံ့ဩသွားလေသည်အင်းမြင့်တီတော်တို့မင်းချင်းတို့သည်သူ့အပေါ်၌အလွန်ကောင်းမွန်ရှာသည် သူ့အနေဖြင့်ရင်းနှွေးချမ်းနှင့်ထညာခဲပင်ချ၍အဲ့ဝင်မပြူလိုက်ရ။ဒံရကိုက်ခဲနေသည်ဖြင့်အဲ့ဝင်မကြေးဖြစ်သွားသည် မြင်းတီတော်များရာခင်းထဲမှထွက်ခွာသွားကြပြီးရက်သက်တပတ်နှစ်ပတ်အကြာပင်နေပြည်တော်မှစာချုံတော်တစ်စောင်းငလုံးထံသို့ရောက်ရှိလာသည်သူဤရတဲ့သို့ရောက်ဖူးသူမြင်းတီတော်တဦးကလာရောက်ပို့ဆောင်ခြင်းဖြစ်သည်စာချုံတော်တွင်ငလုံးအားတိုင်းသူပြည်သားများအများအကျိုးငါပကံမင်းနေပြည်တော်သို့လာရောက်အမှုတော်ထမ်းရန်အမိန့်တော်ထုတ်ပြန်ထားလေသည် ရင်မြင်းတီတော်ပြောပြတော်မှာမိမိအားမြင်းပေါ်သို့တင်ကရှာတဲ့စီသူလိုက်ပို့သူမှာပကံပြည့်ရှင်မင်းအနောယထာမင်းမြတ်ကိုတိုင်းပင် ဖြစ်ကြောင်းငလုံးတီလာရတော်သည်ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင် နောက်ထပ်လာမယ့်အပိုင်းမှာဆိုရင်လည်းဆရာတင်နိုင်တို့ရေးသားတဲ့ပကံရွှေပြည်မှသူရဲကောင်းများအကြောင်းစာအုပ်ထဲကညောင်ဦးဖီးရဲ့အကြောင်းနဲ့ပြန်လာခဲ့ပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။